မင်္ဂလာပါ အခေတည်းဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော် mirage phone တွေမှာ gain ဆော့ရင်းနဲ့ setting အသစ်တစ်ခုကိုတော့တွေ့လို့အဲ့ဒီအကြောင်းလေးလာပြီးတော့ sharing လုပ်တာပါနောက်ပိုင်း phone တွေမှာ ဒါ gain ဆော့လို့ကောင်းဖို့အတွက် specification ကအဓိကမကြဘူးဆိုတော့သွားတွေ့တာရယ်နောက်ထပ် gain တွေကလည်းပုံမှန်ဆိုလို့ရှိရင်ဒီ flagship phone တွေရယ် above mirage phone တွေရယ်မှာ experience ပို့ပြီးတော့ကောင်းကောင်းဆော့လို့ရအောင်လုပ်ကြရမှာနောက်ပိုင်း gain တွေဆိုလို့ရှိရင်ဒီ storage တွေအများကြီးယူပြီးတော့ graphic ကောင်းကောင်းတွေကိုအဓိကထားတော့ဒီ mirage phone တွေနဲ့ budget phone တွေအတွက်နင့်နာတယ်လို့ခံစားရတယ် ဆိုတော့အဲ့ဒီမှာဒီ PUBG Mobile game ကိုကျွန်တော်စမ်းဆော့နေရင်တည်းတခုတော့တွေးမိတာဒီတစ်ခေါက် PUBG Mobile update အသစ်မှာ setting တခုပို့ပြီးတော့ပါလာတယ်ဆိုတော့အဲ့ဒါ super smooth ဆိုတဲ့ setting အသစ်ဒီ setting အသစ်က performance ဦးစားပေးမဟုတ်တဲ့ဖုန်းတွေမှာ PUBG Mobile ကိုအကောင်းဆုံးဆော့လို့ရအောင်ထောက်ပံ့ပေးထားတယ်ဆိုဒီဗီဒီယိုမှာတော့ဒီ setting အသက်ကဘယ်လောက်အလုပ်ဖြစ်တယ်လဲဆိုတော့မတူညီတဲ့ဖုန်းတွေမှာစမ်းပြပြီးတော့တကယ် experience မှာဘယ်လောက်ထိ smooth ဖြစ်လာမလဲဆိုတော့စမ်းသပ်ကြည့်ကြပါဦး လောလောဆယ်ကျွန်တော်စမ်းကြည့်ဖို့လုပ်ထားတာက Infinix Hot 40နဲ့ Techno Power 7ဖုန်းနှလုံးပြင်ထားတယ်။ Infinix Hot 40ကဒါ2023ဒီဇင်ဘာလောက်ကထွက်ထားတာ။နှစ်နှစ်နီးပါးတော့တော့ရှိပြီ။သူရဲ့ chipset က MediaTek ရဲ့ Helio G88 နဲ့တစ်ချိန်လုံးက Mirin chip နဲ့ RAM ကတော့ Aegis နဲ့လို့နောက်ထပ်ဒီလုံးကတော့ထွက်ထားတာမကြသေးရဲ့ Techno Power 7။သူကတော့ Helio G100 Ultimate နဲ့ RAM 8GB လို့ ဆိုနှလုံးစလုံးမှာဒီ PUBG Mobile ရဲ့ Super Smooth Setting ကိုဖွင့်လိုက်ရင်ဘယ်လောက်ထိကောင်းကောင်းဆော့လို့ရမလဲဆိုတော့ကြည့်ရအောင်။ဒါတခုရှိတာကဒီ setting က mirage phone တွေအတွက်ကြီးရွယ်ထားတာ။ဈေးဝတ်ထဲမှာဈေးသက်သက်သာသာနဲ့ performance ပိုင်းအသင့်အတင်ရှိတဲ့ဖုန်းတွေမှာ PUBG Mobile ရောအထင်ကောင်းမရှိ frame rate stable ဖြစ်ဖြစ်နဲ့ဆော့လို့ရအောင်လုပ်ပေးထားတယ်လို့ပြောတယ်။ဆိုအပါ mirage phone တွေနဲ့ဒီ flagship phone တွေအတွက်ကတော့ဒီ setting ကတိတ်ပြီးတော့ထူးခြားမှာမဟုတ်ဘူး။အရင်ဆုံးကျွန်တော်တို့ဒီ hot 40နဲ့စမ်းကြည့်ကြမယ်။ 14မှာတော့ဒီ PUBG ကိုဒီ graphic setting smooth မှာထားပြီးဆော့တဲ့အခါမှာကောင်းကောင်းဆော့လို့ရတယ်။ Heat တော့နည်းနည်းတက်တော့ခံစားရတယ်။ FPS ကဒီ in game ထဲမှာဆိုညင်အောင်တွေ့ရတယ်။ Smooth ကို FPS ultra setting မှာထားပြီးဆော့ရင်တော့ဒီ FPS drop ဖြစ်တာမျိုးတွေသိပ်မတွေ့ရအောင်။ဒီကောင်က screen ကဒီ 90Hz ကိုမှလွန်ခဲ့တဲ့နှစ်နှစ်က G88 နဲ့ဖုန်းဖြစ်ပေမဲ့ ဒီ PUBG Mobile ကို 90fps ဆက်ပိုးရဲကောင်ဆိုတော့ဒီ frame rate ကို high ဒီ ultra မှာထားဆော့မယ်ဆိုလို့ရှိရင် 90fps မှာ lock ဖြစ်ပြီးတော့တစ်ချက်တစ်ချက်ကြားတာလောက်ကလွန်ရင်တော်တော်ငြိမ်တယ်လို့ပြောရမယ် smooth မှာတော့ဒီ gameplay ကတော်တော်လေးငြိမ်တယ်ဒီ graphic ကလည်းဒါ solo အဆင်ပြေတယ်နောက်ပိုင်းဒီ PUBG Mobile ရဲ့ update တွေမှာဒီ lower mirage phone တွေမှာတော့တော်တော်လေး solo ကောင်းလာတယ် ါဆိုကျွန်တော်တို့ဒါ super smooth ပြောင်းကြည့်မယ်လောလောဆယ်တော့ဒီ super smooth က bitter လို့ရေးထားတာပေါ်နေတယ်ဆိုတော့ရွေးလို့တော့ရပြီဆိုတော့ဒါဆန်းပြီးတော့ထားကြည့်လိုက်မယ် frame rate ကတော့ဒီ phone မှာ ultra ထိပဲရလို့ ultra ထိထားလိုက်မယ်ပြီးွားရင်အဲ့ဒါပြန်ဝင်ကြည့်လိုက်မယ် အောင်ဒီဖုန်းမှာ super smooth ကိုပြောင်းလိုက်တဲ့အခါမှာတိတိတတ်တာဖြစ်သွားတာက heat အပိုင်းပဲကျွန်တော်အပူကတိတိတတ်တာကိုညော့သွားတယ်ခုနကပူတယ်လို့ခံစားလာကနေပြီးတော့ဒါနွနွေးလေးပဲဖြစ်သွားတယ်ဒါကလည်းအကြောင်းရင်းရှိရဲ့ဒီ super smooth ကိုပွင့်လိုက်မယ်ဆိုလို့ရှိရင် PUBG Mobile game ကကိုယ့်ရဲ့ device ရဲ့ CPU နဲ့ GPU သုံးစွဲမှုကို10%အထိ short ချပေးလိုက်တယ်လို့သိရတယ်ဒါဒီဖုန်းရဲ့ gaming mode ထဲမှာတခါလေကြည့်လို့ရတော့တိတိတတ်တာဖြစ်သွားတယ် CPU နဲ့ GPU usage လျော့သွားတဲ့အခါမှာ battery သုံးစွဲမှုကလည်းပိုပြီးတော့လျော့သွားမယ်။ဆိုတော့ gain ဆော့နေရင်လည်းဒီ battery နည်းနည်းပိုခံလာတာကလည်းကြိုးထိုးပြီးတော့ဆော့ရတဲ့အချိန်နည်းနည်းပိုလျော့သွားတာပေါ့။ phone ကိုလည်းရေရှည်သုံးတဲ့အခါမျိုးမှာလုတ်အရင်မပေးရတော့အထူးသဖြင့်ဒီ entry level phone တွေနဲ့ lower mid range phone တွေမှာ gain လဲဆော့မယ်။ phone ကိုလည်းရေရှည်ကိုင်မယ်ဆိုလို့ရှိရင်ဒီလို setting ပါလာတာကအဆင်ပြေသလိုမျိုးဒီ specification နည်းနည်းနိုင်တဲ့ phone တွေမှာဆိုလို့ရှိရင်လည်းဒီ PUBG Mobile ကိုကောင်းကောင်းနိုင်လာလို့ဆော့ရတာအဆင်ပြေလား။ အဲ့ဆိုရင်ကျွန်တော်တို့ဒါ graphic ဘိုင်းအောင်သွားမယ် graphic ကဒီ super smooth ဖြစ်ပေမဲ့ဒီ frame rate ကိုအမြင့်ထားထားလို့ gameplay ဘိုင်းမှာ smooth ဖြစ်တယ်ဆိုပေမဲ့ graphic ကတော့နည်းနည်းလေးကျသွားတာတော့အမှန်ပဲဆိုတော့ဒါပေမဲ့ဒါတိတိတောက်တာပုံစံမျိုးလည်းမဟုတ်ပြောင်း PUBG Mobile ကိုစောတဲ့သူတော်တော်များများကဒီ frame rate ကိုသာတင်စောကြပေမဲ့ဒီ graphic ကိုမွေဖမ်းဖို့အတွက် short ပြီးတော့စောကြတယ်။ဒီလိုမျိုးတိတာလားဆိုရင်တော့မတိတာဘူးလို့ပဲပြောရမှာပဲ။ အိမ်နေကြောက်တုံးနေမှာမသိတော့ဘူးဆိုတော့တစ်ပင်နေမှာတော့ဒီခက်ဝေးဝေးရဆိုလို့ရှိရင် graphic ကနည်းနည်းလေးကျသွားတယ်အနားရောက်လာရင်ဒီ smooth ရဲ့ graphic လို့ပြန်ဖြစ်သွားတယ်ဘယ်ဒါဆိုင်နဲ့အချိန်နဲ့ဒီ shooting ဖြစ်နေတဲ့အချိန်မှာတော့ဒီ super smooth ကိုဖွင့်ထားတာတော်တော်လေးသဘောကျတယ်ဆိုတော့ game feature နည်းနည်းကျသွားတာလေးက enemy ကိုပို့ပြီးတော့ရှင်းရှင်းလင်းလင်းမြင်လာရတယ်လို့ခံစားရတယ် now frame drop ဖြစ်သွားတာမျိုးလုံးဝမရှိတော့ဘူးပြကွင်းလဲပို့ပြီးတော့ရှင်းလာတယ်လို့ခံစားရတယ်။ smoothness ကတော့တိတိတောက်တောက်တက်လာတယ် FPS ကအပြောင်းလဲအရင်မရှိပေမဲ့လည်းဒီ gameplay ဘိုင်းမှာတော့ solid ပို့ပြီးတော့ကောင်းပါတယ်။အစား graphic ကိုဒီလိုမျိုးအနေဆုံးထားဆော့ရင် PS2 ခေတ်ကလိုမျိုး graphic ကြီးပြန်ဖြစ်သွားမလားလို့တော့ထင်တာ။ဆိုတော့ဒီ smooth နဲ့ဒီ super smooth မှာအဲ့လောက်ကြီးကွာခြားသွားရလို့မခံစားဘူး။ဒါကကျွန်တော် specification နည်းနည်းလေးနှိမ့်တဲ့ဖုန်းတွေမှာဆိုလို့ရှိရင် graphic ကိုအနှိမ့်ထားဆော့လို့ gaming experience ကိုထိခိုက်တာမျိုးလုံးဝမရှိတော့ပဲねဒီ device ကိုလည်းရေရှည်ခံမဲ့နောက်ဖုန်းအားလုံးနဲ့လည်းဒီ gaming experience ကောင်းကောင်းရတဲ့အနေအထားမျိုးဖြစ်သွားတယ် ောက်ထပ်တစ်လုံးနဲ့ဆန်းကြည့်ပါမယ်ဆိုတော့ထူးထူးခြားခြားပဲဒီဖုန်းကတော့ဒီ2025မှာထွက်ဆိုတော့ထွက်တာတော့သိပြီးတော့မကြသေးဘူးဆိုတော့ specification ကလည်းဒါခုနကဖုန်းထက်ပိုပြီးတော့ကောင်းတယ်ဒါပေမဲ့ Hatwell 11မှာ FPS ကို60အထိပဲအများဆုံးရတာတွေ့ရတယ် frame rate ကိုဒါ extreme မှာထားမယ်ဆိုလို့ရှိရင် FPS က60မှာ log ဖြစ်နေရယ်ဆိုတော့လောလောဆယ်တော့သူ့ကိုဒီ graphic HD မှာထားပြီးတော့ဆော့ကြည့်မယ်ရုပ်ထွက်ကတော့ဒီဖုန်းက AMOLED ပန်နယ်ဖြစ်နေတာကြောင့်ရောနောက်ဒီ graphic ကမြင့်ထားတာကြောင့်မှာရုပ်ထွက်ကတော့ပို့ပြီးတော့လှတာကိုတွေ့ရတယ် FPS ကတော့60မှာညင်နေ။ game play ကတော့ခုနက super smooth ဖွင့်ထားတဲ့ဖုန်းကပို့ပြီးတော့ smooth ဖြစ်တယ်လို့ခံစားရတယ်။အဲဒီမှာတော့ graphic ကပို့ပြီးတော့လှသွားတာပေါ့။ဖုန်းကပူလားဆိုလို့ရှိရင်တော့တိတ်မပူဘူးခန့်နှွေးနှွေးပဲဖြစ်နေတယ်။ the gaming experience ဘိုင်းမှာတော့ solo ကောင်းနေဆိုတဲ့အနေအထားမှာရှိတယ်။ဒါကလည်းဈေးကွက်ထဲမှာလက်ရှိဒါဈေးတက်တာလို့ပြောလို့ရတဲ့ phone ဆိုတော့ဒီ phone မှာတော့မှပဲဒီ setting ကိုကောင်းကောင်းနိုင်တယ်။ဒီဘတ်စမှုကိုဖွင့်ပြီးတော့စောကြည့်ပါမယ် နည်းနည်းလေးတိတ်တာလာတယ်လို့ပြောရမှာ graphic ကခொနကထက်နည်းနည်းလေးညော့သွားတယ်ဒါပေမဲ့ပို့ပြီးတော့ smooth ဖြစ်တာလည်းပို့ပြီးတော့တိတ်တာတယ်ပို့ပြီးလွတ်လွတ်လပ်လပ်လည်းလှုပ်ရှားလို့ပိုကောင်းလာတယ်တော့ဒါဘာနဲ့တူလဲဆိုတော့လူတယောက်ကိုအထုပ်တွေအများကြီးဆွဲခိုင်းရင်ပစ္စည်းတွေအများကြီးပါလာပေမဲ့ဝင်ပြီးတဲ့သဘောမျိုးဖြစ်တယ်ဆိုတော့အထုပ်ကိုလျှော့ပြီးတော့ဆွဲခိုင်းမယ်ဆိုလို့ရှိရင်တော့ပါတဲ့ပစ္စည်းကတော့နည်းမယ်ဒါပေမဲ့ဝင်မပြီးတော့ပို့ပြီးတော့လွတ်လပ်လာတယ်ပေါ့ဖုန်းကတိတိတတ်တာပဲမပူတော့ဘူး CPU GPU သုံးဆွဲမှုကလည်းတိတိတော်တော်ကျော့သွားတယ်။ smoothness ကတော့ပိုပြီးတော့ကောင်းလာတယ်။ gaming experience တွေပိုပြီးတော့ကောင်းလာတယ်။ဆိုတော့ဒီနေရာမှာတခုရှိတာကဒီအမြင်ဖုန်းတွေမှာဒီ setting ကတိတ်ပြီးတော့အသုံးဝင်မှာမဟုတ်ဘူး။ပုံမှန်အတိုင်းဖုန်းက9နဲ့ setting မျိုးမှာပဲထားပြီးတော့ဆော့တာကောင်းတယ်။ဆိုတော့ PUBG Mobile ရဲ့ဒီ super smooth graphic ကအနေဖုန်းတွေမှာဒါ smooth ဖြစ်အောင်လုပ်ပေးထားတဲ့ function ဖြစ်တဲ့အတွက် specification အရင်မမြင်တဲ့ဖုန်းတွေမှာဒါ smooth ဖြစ်ဖြစ်နဲ့ဆော့ကျင်နေဆိုလို့ရှိရင်အဆင်ပြေတယ်။ ဘလို့အလုပ်လုပ်ပေးလဲဆိုတော့ specification အရင်မမြင်တဲ့ဖုန်းတွေဒါအရင်မမြင်တဲ့ SOC တွေမှာချွတ်ချွတ်မွတ်မွတ်နဲ့စော့နိုင်မှုအတွက် visual quality ကို short ပေးပြီးတော့ GPU ကိုအလုပ်အရင်ပေးတဲ့ဒီ rendering pipeline နဲ့ texture quality အပိုင်းတွေကို short ချပေးထားတယ် ဆိုကျွန်တော်တော့ဒီပုံမှန် mirage phone တွေမှာစမ်းပြခဲ့တာဆိုတော့ FPS ဘိုင်းမှာအရင်ကြီးတော့မသိတော့ဆိုတော့ budget phone တွေအတွက်ဆိုလို့ရှိရင်တော့ FPS က15ကနေ30လောက်ထိဆွဲမြင့်ပေးနိုင်တယ်လို့သိရတယ်။အရှိမပြောခဲ့သလိုပဲဖုန်းကိုဒါလုတ်အရမ်းမပေးတဲ့အတွက်ဘက်ထရီဘိုင်းနဲ့ ထားမဲ့ throttling အပိုင်းတွေကိုလည်းပို့ပြီးတော့ကောင်းလာစေတယ်ဆိုတော့ဒီ budget phone တွေမှာဒီ balance graphic လောက်ထားပြီးတော့ဆော့မယ်ဆိုလို့ရှိရင် visual authentic ကိုအမှန်မှန်ရတယ်ဆိုပေမဲ့ဒီ final cycle တွေမှာ lagdar နဲ့ဒီ frame drop ဖြစ်တာတွေကိုလည်းဒီ super smooth ကထိမ့်မိသားဖြစ်သွားတယ်ပေါ့ဆိုတော့ budget phone တွေမှာ super smooth ကိုဖွင့်ထားမယ်ဆိုလို့ရှိရင် fps က45နဲ့60ကြားထဲမှာထိမ့်မိထားနိုင်တယ် ဆိုတော့ဘက်ထရီကလည်းနာရီပိုင်းလောက်ထိပိုပြီးတော့ခံလာပြီးတော့ဒီဖုန်းရအပူချိန်ကိုလည်း5 to 8 degree celsius လောက်ထိကိုပိုအေးသွားစေနိုင်တယ်။နောက်ဆုံးမွေဖမ်းကျင်တဲ့သူတွေအတွက်လည်းအကျိုက်ဖြစ်လာနိုင်တယ်။ ဒါကတော့ PUBG Mobile ရဲ့ update အသစ်မှာပါလာတဲ့ super smooth graphic ကဒီ mirage phone တွေနဲ့ budget phone တွေအတွက်ဘယ်လောက်ထိအသုံးဝင်လဲဆိုတော့မျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ PUBG Mobile gamer တွေရောအသစ်ပါလာတဲ့ဒီ super smooth ကိုစမ်းပြီးကြပြီလား။ကျွန်တော်တော့ကောင်းကင်နိုင်ပါ။နောက်ဗီဒီယိုတစ်ပုံမှတွေ့ပါမယ်။